အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးဂျိုးလိုက်ပါတယ်အဲ့တော့ဒီကတော့ဒါကျွန်တော်တို့ဘောလုံးအကြောင်းတော့မဟုတ်ဘူးပေါ့ဗျာဒါကျွန်တော်ပုံမှန်လေးလေးဒါကျွန်တော်ညီကိုင်းနဲ့တခုပြပြကျင်တာပေါ့အဲ့တော့ ဒါခင်ဗျားတို့ကျွန်တော်ဒါပုံမွေလင်းလင်းပြပြမယ်ဒီထဲမှာရှိရလူတွေလည်းဒါကျွန်တော် at least တော့ဟို education တခုဒါမှမဟုတ် knowledge တခုရသွားရရင်တော့ကျွန်တော်ကျေနပ်တယ်ပေါ့နော်ဒါကျွန်တော်ဒါပုံမွေလင်းကျွန်တော်လည်းဒီအလုပ်ဆိုတဲ့အတွက်ဒီဟာလေးကိုကျွန်တော်ဒါကျွန်တော်ရဲ့လမ်းကြောင်းတခုပါကျွန်တော်ရှိရကျွန်တော်လည်းဒါလေးကိုနားလေလို့ကျွန်တော်နည်းနည်းလေးဝင်ရောက်ပြီးပြောပြရတယ်ဆိုရင်တော့ပုံမှန်ပဲပေါ့နော်အဲ့တော့ဒါကျွန်တော်မနေ့ကကျွန်တော်ရဲ့ personal account မှာလည်းကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်စာတင်ခဲ့ပါသေးတယ်တချို့တွေကြားလည်းဒါကျွန်တော် ချက်မှာလာပြောပြီးကိုတိဒါလူလူရှိရကျွန်တော်ရှင်းပြကောင်းမှရှင်းပြတယ်ဒါပေမဲ့ negative comment ကတော့မရှိဘူးကိုယ့်အကောင့်မှာကိုတင်လို့လာတာမသိဘူးနော်ဒါပေမဲ့ကျွန်တော်လက်ရှိဒီကိစ္စနဲ့ပတ်သက်ပြီး YouTube မှာကျွန်တော် video လေးတင်ခြင်းနဲ့ဒါပုံမှန်လေးလေးခင်ဗျားတို့ပြောခြင်းနဲ့ရှောင်းလို့လဲရအောင်ရှားလို့လဲရအောင်ဒါပြပြတာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမြန်မာနိုင်ငံမှာကျွန်တော်တို့အကုန်လုံးက လူငယ်တွေပေါ့ကျွန်တော်ဒါဗီဒီယိုကြည့်ရလူငယ်တကယ်ကျွန်တော်တို့ဒါအခုចောင်းသွားနိုင်ငံခြားမှာចောင်းသွားတာနိုင်ငံလေးလူငယ်ရှိတယ်ဒါကျွန်တော်မြန်မာနိုင်ငံမှာចောင်းမတက်ချင်မင်းနဲ့ဒါကျွန်တော်တည်ကြရတယ်မဒီဂျပူတွေဂျပူတွေအောက်ကကျွန်တော်ဒါဟိုပြီးတော့ပို့ဆိုးတာတချို့ဆိုတာကျွန်တော် private school တွေတော့မတက်နိုင်တဲ့လူတွေရှိအဲ့တော့တချို့ကျလမ်းပြောင်းနေတယ်ဗျပတ်စံတွေရှာခြင်းညားဒီညမှာဒါကျွန်တော်မသိတဲ့လူတွေအများကြီးရှိတယ်ဒါကျွန်တော် crypto တို့ဘာလို့များကျွန်တော်ဒါလုံးဝမသိခင်ဗျဘုရားအဆုကျွန်တော်ဒါအမှန်တိုင်းပဲကျွန်တော် crypto ဘာမှမအောင်နားမလို့လုံးဝနားမလို့ဒါကျွန်တော်တစ်ခေါက်ကဒါကျွန်တော်တို့ ဘစ်ကွန်ကို10ဒေါ်လာဘူးလားမသိဘူးကျွန်တော်ဒါမှတ်မဲ့ရဝယ်ပြီးတော့ကျွန်တော်အဲ့တော့ကန်ကောင်းပြီ12ဒေါ်လာရအောင်အဲ့တော့တစ်ခေါက်ပဲရအောင်2ဒေါ်လာမြက်ဘူးတဲ့ချေအဲ့ဒါမဲ့ transition fee နဲ့အဲ့2ဒေါ်လာပျောက်ပါလေဗျာဒါပါအဲ့တော့ပြပြတာအဲ့တော့ crypto ကိုကျွန်တော်အဲ့တော့အဲ့တစ်ခေါက်ပဲလားမသိဘူးသူများလုတ်ပေးတာပေါ့နော်အဲ့တော့ Binance account လောက်ရတယ်ဆိုပြီးကျွန်တော်အကူတယောက်တင်ပြီးအဲ့တော့ဒါပါ crypto ပဲကျွန်တော်လည်းမသိဘူးဒါလည်းကျွန်တော်ဘာမှမပြောဘူးဒါကျွန်တော်ကိစ္စလည်းမဟုတ်ကျွန်တော်လည်းမစားဒါပေမဲ့ ်အခုလက်ရှိမှာမြန်မာဒေါ်လာတွေနည်းလေးများတော့ခင်ဗျားတို့တခုပြပြကျင်တာကလက်ရှိမှာဒါ YouTuber တင်တဲ့လို Influencer တင်တဲ့လို Gene တွေပေါ့နော်ဒါတော်တော်လေးကိုစိုးရွားလွန်းလှတဲ့ Gene တွေကိုဒါကျွန်တော်တို့ကျွန်တော်မကြိုက်ဘူးဒါပုံမှန်လေး personally တူတူတယောက်နဲ့လုံးဝလုံးဝအဆင်မပြေဘူးမကြိုက်ဘူးဒါဘာလို့ ကဲမတချို့ကြတယ်တကယ်ကိုဒါကျွန်တော်တို့ကျွန်တော်တို့ဒါအကိုတယောက်လာပြောတာရှိတယ်ကျွန်တော်ညီတယောက်ပဲကျွန်တော်ညီလေးတယောက်လာပြောတာရှိတယ်သူကဒါ तू လဲခုလက်ရှိမှာဒါ YouTuber ဖြစ်ဖို့အတွက်ကြိုးစားနေတာဒါ तू तू channel သွားပြီး subscribe လုပ်ရင်လုံနိုင်ပါဘောနော်ဟိန်ထအောင်ဆိုတာကျွန်တော်ဒါတချို့အကိုတွေလည်းရှိတယ်တကယ်ကိုကောင်းတယ်ဘောနော်ဒါကျွန်တော်တကယ်အသင်ပြတချို့လူတွေကအရန်တော်ရဲလူတွေရှိပါတကယ်လည်းတော်ရဲလူဒါပေမဲ့ကျွန်တော်မြည်နေတာဘောနော်ခုလက်ရှိမှာကျွန်တော်တွေ့နေတယ်ဒါ YouTuber တင်နန်းလို့ influencer တင်နန်းလို့ဆိုတာဒါဟို ကျွန်တော်သူတို့စီကပြန်တချို့လူတွေပြန်ကြားဒါပေမဲ့တခုနကသူတို့ဓာတ်ပုံတွေတင်တာရှိတယ်ပဲအဲ YouTuber ဖြစ်သီးတင်တယ်သူတို့ရဲ့ badge သူတို့ကဂုံယူသွားသူတို့ရဲ့ badge တွေကိုတင်ကြတာပေါ့နော်ဒါဘဒုတိယကူမှတော့တဦးတယောက်ကူမှကျွန်တော်စော်ကားခြင်းမရှိဘူးဒါပုံမှန်လင်းပြောတာနော်သူတို့ရဲ့အဲတင်လိုက်တဲ့ badge တွေမှာကြည့်လိုက်ရင်တကယ်ကူတာခုနကဘောလို့ပဲတချို့ဒါမရှိရှိစုမဲ့စုနဲ့လာပြီးတက်နေရတဲ့လူတွေအများကြီးရှိတယ်ဆိုတော့အဲဓာတ်ပုံတွေမှာတွေ့ရတယ်မှာပါတယ်ပြတော့သူတို့ရဲ့အစိုးရအဆုံးဒါ marketing gimmick ပေါ့နော်ကျွန်တော်ကလည်း marketing back ကလာရတဲ့လူတွေပြော marketing gimmick ကပါဆိုတော့ တလောက်ကိုဒေါ်လာထောင်ချီရအောင် YouTuber ဘယ်လိုဖြစ်အောင်လုပ်နေတာပြပြမယ်ဆိုတော့ဒါ no offense ပဲသူတို့ကြည့်တော့ဒါကျွန်တော်တို့ view ပါ Facebook page ကလာ like က2သိန်းဟော follower 2သိန်းမပြည့်ဘူး YouTube ကြာတယ်သူတို့ကိုသူတို့3သိန်းဖြစ်ဖို့တောင် struggle လုပ်နေကြတဲ့လူတွေအဲ့တော့သူများနှိမ်တာတော့မဟုတ်ပါနဲ့တကယ်ခင်ဗျားတို့ကျွန်တော်ဖျားဆုံးကျွန်တော် number တွေနဲ့ခင်ဗျားကိုပြပြမှာကျွန်တော်အားမနာအခုလက်ရှိကျွန်တော်ရဲ့ဒါကျွန်တော်တို့အဲ YouTube channel မှာအားလုံးပေါင်းကြကျွန်တော်တို့ကျွန်တော်လက်ရှိအဲ subscriber တသိန်း3000လောက်နည်းနည်းဖြစ်သွားတသိန်း1000ပဲဟာတသိန်း3000လောက်နည်းနည်းဖြစ်သွားပြီကျွန်တော်ဘယ်လောက်ရလဲဒါဘုံဝင်လေ let's talk about the numbers ပေါ့နော်ကျွန်တော်တသိန်း3000ရှိတယ်ကျွန်တော်တရတလတလ viewer ကကျွန်တော်မှာ1.1 million လောက်ရှိတယ်အဲ့တော့ CPM ဘာညာနဲ့ပြတ်တယ်လူတော်များထင်တာကျွန်တော်ကိုဒါကျွန်တော်တို့တလောက်ဒေါ်လာ1000 1000နေရာလောက်နေတာမြန်မာငွေက3000 3600လောက်ရတယ်ထင်နေမယ် မှာပါတယ်ကျွန်တော်ဒါ YouTube လောက်လာတဲ့တော်တော်လေးရှောင်းမှာကျွန်တော်ဒါ viewer 1. ကျွန်တော်မှတ်မဲ့ရမလွန်ခဲ့တဲ့ဒါကျွန်တော်လေးနေကကာဗာဖလာတုံးကတော့ 1. ဒါကျွန်တော်တို့5 million 1.6 million တနေ့တည်းမှာရခဲ့တဲ့ movement တွေရှိတယ်အဲ့ဒီမှာတော့မှကျွန်တော်ရဲ့ဒါကျွန်တော် Facebook YouTube ကပြီးရဝင်ဝင်က မမဲရာ946ကျက်လာမှမသိကြရဲနောက်ဆုံးကျွန်တော်အများဆုံးရခဲ့တဲ့ကျွန်တော်မမဲရာကျွန်တော် Facebook ကနေ YouTube ကိုအပြီးပြောင်းမယ်လို့လုတ်လိုက်တဲ့ချိန်မှာလူတွေအကုန်လုံးကကျွန်တော် Facebook ကလူတွေအကုန်လုံးနဲ့ YouTube ကိုရောက်လာတယ်အဲ့ဒီချိန်မှာများတော့မမဲရာ122ဒေါ်လာရတယ်ဒီနေရာမှာ trick တစ်ခုရှိတယ်ဒီ122ဒေါ်လာလုံးကျွန်တော်အပြည့်မရဘူးကျွန်တော်ဒါခုနကအခွန်နှုတ်ရသေးတယ်အခွန်က10%လောက်နေနေဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့ဒါ900ကျော်ပဲရတယ်900ကျော်ဆိုအခုလက်ရှိမှာတွက်မယ်ဆိုလဲမြန်မာငွေတွက်တယ်မစိုးသေးဘူး330 35သိန်းဆိုတာမစိုးသေးဘူးဒါပေမဲ့ ဒီနေရာမှာဒါ subscriber တသိန်းခွဲလောက်တသိန်းခွဲနီးနီးရှိတဲ့ page တခုကရတဲ့ဝင်ငွေဖြစ်တယ်အဲ့တော့ပြောနေတာဟာဒေါ်လာထောင်ချီရတဲ့ဒါ influencer ဒါ youtube ဆို maybe မြန်မာနိုင်ငံမဟုတ်ဘဲနဲ့နိုင်ငံခြားမှာဆိုဖြစ်နိုင်တယ်ဘာဖြစ်လို့လဲနိုင်ငံခြားလူတွေနဲ့ခုနကျွန်တော်တို့လောက်တော့ subscriber မရှိဘဲနဲ့ကျွန်တော်တို့လောက်တော့ follower မရှိဘဲနဲ့ဒါနိုင်ငံခြားမှာချမ်းသာနေလူငယ်ရှိဘာကြောင့်လဲ brand deal တွေကြောင့် brand deal ဟိုနကပေါ်လို့သူတို့အနေနဲ့ဒါကြောင့် brand နဲ့ collaborate လို့လက်ရှိမှာမြန်မာနိုင်ငံက honestly ပြောမယ်မွေးနေတယ် တကယ်ကိုစောက်ရမ်းကောင်းနေတာကျွန်တော်တို့ YouTuber တွေလောက်ကလွင် Brandy ရဲ့လူတိုင်းမရနိုင်ဘူးပိုဆိုးတာခုနကပေါ့နိုင်ငံခြားမှာနေတဲ့လူဆိုကျွန်တော်တို့လူသားလက်ရှိမှာဒါနိုင်ငံကြီးပြောကျွန်တော် Brandy ရဲ့မပြောနဲ့တာမန်စပွန်ဆာတော့မရနိုင်ဘူး maybe ခင်ဗျားအရင်အောင်မြင်သွားတော့ခုနကပြောလို့ပဲခင်ဗျားအဆင်ပြေလို့ဒါကျွန်တော်တို့လောင်းကစားကြညာကိုယူမယ်ဆိုရင်တော့တင်းကိုရချီရနိုင်တယ်ဒါဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဒါပေမဲ့တမ YouTube ကဒေါ်လာထောင်ချီရတယ်ဆိုတဲ့စကားကိုလွယ်လွယ်မပြောဘူးလူတယ် အခုလိုအချိန်မျိုးမှာခုနအဲ့ဒီတန်းန်းတွေကိုကြည့်လိုက်ကျွန်တော်ဟိုနေ့ကဟိုဒီကိုတယောက်ပဲတချို့တန်းန်းဆိုတစ်ခေါက်တန်းန်းကြီးကိုပဲ9သိန်းလောက်ရှိတယ်အခုလက်ရှိမှာလောက်ခလာစား7သိန်းလောက်နီနီရတဲ့လူငယ်တွေကသူ့နဲ့ဒီတန်းန်းကိုတက်ဖို့9သိန်းပေးတယ်ဆိုတယ်တချို့ကြတော့ခုနဘာဒီကောင်နေဟိုတက်မှာဟို education ရအားနဲ့ education ရအားနဲ့လူကိုဝိုင်းပြီးမကူပဲနဲ့ဝိုင်းပြီးလေတော်ကြီးနဲ့လှမ်းထိုးနေမှာတော့ဘယ်လိုလုပ်တက်လာတော့မှာလဲကျွန်တော်ပြောရသေးလား အဲ့တခါညနေကျွန်တော် TikTok ကိုတော်တော်လေးကိုအသေးရတာမှန်ပေမဲ့ TikTok တကယ်ဖျားစုအသေးရတယ်တအားအသေးရတယ်ဖျားစုတကယ်အသေးရတယ်ဒါပေမဲ့ TikTok ကိုအသေးရမှာတချို့ TikTok တွေဆိုတကယ်စိတ်ကွင်ကုန်တာပဲသူတို့လည်းမွိုင်းတယ် TikTok TikTok က monetization fee နဲ့ပတ်စံရတယ် okay သူတို့အနေနဲ့ခုနပြောဆိုသူတို့လည်းကြီးတဲ့ကြီးတဲ့ viewer ကပြဿနာလည်းမကုန်ခုနပြောအချိန်ကုန်တယ် wifi ကြီး wifi ဘူးကုန်တယ်ဖုန်းဘူးကုန်တယ်အဲ့ဒါခုပဲကွာအဲ့တော့ TikTok ဒီမှာခုနပြော YouTube ကပတ်စံဘယ်လိုရမလဲ AdSense ဘယ်လိုလုပ်လဲဒါ Google AdSense ဆိုတာဘယ်လိုရှိလဲဘာညာရှင်းပြလို့ကျွန်တော်ပို့ပြီးလေးစားတယ်ခင်ဗျာတကယ်ပြောတာ တကယ်ပြောသူတို့ကသူတို့ခုနကဘောအပိုင်း၈ပိုင်းခွဲပဲတနေဘလို့ပဲတနေဒီတန်းတိုင်းကို9သိန်း6သိန်း for sure လုတ်ပြီးလူတွေထားအဲ့လူတွေကပို့ပြီးတော့တော်တယ်လက်ခံလို့ရတယ်အဲ့တော့ရှိကြခုနကျွန်တော်ပြောဟာကိုတိတို့ဘာလို့ကကန်ကောင်းတဲ့ဒီစကဟိုကိုတိတို့ဘာလို့ကအဘဘယ်ကျွန်တော်ခုနကကျွန်တော်အမြင်နဲ့ပြောရခင်ဗျားတို့ကျွန်တော်ပြောပြတဲ့ရှင်ကျွန်တော် professional မဟုတ်ဘူးကျွန်တော်ဒီ hobby is with luck ပဲကျွန်တော် ကျွန်တော်အခုလက်ရှိ channel တွေဖွင့်နေကျွန်တော်လက်ရှိအတိုင်းတော်တစ်ခုရနံပါတ်တွေရှိတယ်။ဒါကျွန်တော်ကန်ကောင်းတယ်။ကျွန်တော်ခင်ဗျားတို့အချစ်ခံရလို့ကျွန်တော်ကန်ကောင်းတယ်။ကျွန်တော်ဒါကြီးကိုဟာငါအခုချိန်ကျွန်တော်ပြောဖို့တရှိတယ်။ကျွန်တော်ကကျွန်တော် YouTuber လို့လည်းမခံစားအောင်ကျွန်တော်ကျွန်တော် influencer လို့လည်းမခံစားအောင်မတကယ်။အခုချိန်ခင်ဗျားကျွန်တော်ပြောပြရမယ်။ကျွန်တော်နဲ့ဒါအတူ industry ထဲမှာရှိကိုချမ်းကိုတမဲကိုချမ်းလည်းသူကဆို influencer လို့မခံစားအောင် YouTuber လို့ခံစားအောင်။နော်အဲခုနကပဲမင်းမင်းထုံးလိုက်မင်းမင်းကတော့သူကဆို YouTuber လို့လည်းမခံ influencer သူ့အနေနဲ့ဒါကိုသူအလုပ်တစ်ခုအနေနဲ့လုပ်နေတယ်လို့ပဲခံစားဘယ်ကောင်းမှ YouTuber လို့ခံစားအောင်။ ်ငါတို့ဒီကော်လာဒီကော်နာဘယ်လိုကောင်းအောင်လုပ်မယ်ဆိုရယ်ပဲကန်စားနေအဲ့တော့ပြောချင်တာဗျာဒီနေရာမှာဒီအဲဒီဒီမလုပ်နေလို့ဆိုရယ်အကဲကိုစိတ်ဝန်စိတ်ဝန်ကောင်းကောင်းဒါခုနကပြောလို့ငါတို့ YouTuber အနေနဲ့ဘယ်လိုမျိုးဒါကျတော့ ethic တွေ etiquette တွေဘယ်လိုမျိုးသင်ပေးမလဲဒေါ်လာထောင်ချီရမယ်ဆိုတဲ့မလုံးနေနဲ့မချိညာပါနဲ့ကျွန်တော်ပြောရသေးလားကျွန်တော်အဲ့ဂျင်းနေရဗျာအခုချိန်မှာကျွန်တော်ဟိုဟိုလွန်ခဲ့2018စကူမှာလုပ်နေတာကျွန်တော်လက်ခံတယ်ဘာလို့လဲဆိုတော့အကုန်လုံးကပတ်စံအတိုင်းအတာရရှိတယ်အဆင်ပြေလို့ဒါလုပ်နေကြတာဒါနားလည်လို့ရတယ် အခုချိန်မှာဗျာကတော့ဒေါ်လာထောင်ချီဆိုတော့ခမစမ်းသားကြည့်ကျွန်တော်ဗျာဥမာဗျာကျွန်တော်ဥမာကျွန်တော်တို့က YouTuber တို့ပါ Jimmy တို့ပါလို့ဆိုရင်ဒါတို့ Brandy ရဲ့ episode တွေအခုချိန်မှာအများကြီးရှိလာဒါကျွန်တော်မြင်နေရတယ်ပုံမှန်ဆန်ဆောင်းကတို့ဝင်တော့ငွေတွေ block တော့မယ်လူတွေအဲ့ဒါကိုမြင်ပြီးဟာငါတို့ဒီလိုဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဒါပေမဲ့ခုနပေါ်တယ်လို့ပဲ do what you love ကျွန်တော်ကွန်မင်းတို့နဲ့အမြင်နဲ့ကျွန်တော်ပြောတာရှိကွန်မင်းတို့တစ်ခါကဒါကျွန်တော်သူ့အနေနဲ့သူတို့သူ့ရဲ့ဒါ video တွေသူလူရှာတယ်သူတို့က လူရောမအရက်နာမည်ကြီးစင်တယ်ကျွန်တော်နာမည်ကြီးစင်တဲ့ပတ်ဆံရကျွန်တော်ဟုတ်တယ်ခုနကပြောလို့ကျွန်တော်တို့ဒီနေရာကပတ်ဆံမရောကျွန်တော်ဆိုဒီရရပတ်ဆံရတာရရပတ်ဆံကျွန်တော်တို့ပြန်လူတာကျွန်တော်တို့ဒီရရပတ်ဆံဆိုဘာမှတော့မသိရဘုရားဆိုဒါဘုံလေးပဲအဲ့တော့ထားပါခုနကပြောလို့ပဲဟိုပတ်ဆံဆိုတဲ့ဥစားကနောက်ခါလိုက်လာလိမ့်မယ်တမုန်နာပေါ်တယ်ဟာ YouTube ပေါ်ဒေါ်လာထောင်ချီဆိုရဲအဲ့တန်တန်နေမတက်နေခါရငမကမကျွန်တော်ဟို YouTube ထဲဝင်လိုက် အဲ့ဒီ၃သိန်း၅သိန်းပေးမှစားခဏဘာလို့ wifi ကောင်းကောင်းတက်လိုက်ဖုန်းပြေကောင်းကောင်းပြေးလိုက်ပြီးခဏဘာလို့ပဲ internet ကတာကျွန်တော်တို့ပြောတယ်ခဏဘာလို့ပဲဟူ indian အဖိုးကြီးတွေရှိရစောက်ရမ်းမိုက်ကျွန်တော်တို့ google adsense ကိုဘလူးချက်ဘလူးမှတင်ပေးတာမို့ကျွန်တော်ကျွန်တော် youtube ပေါ်သွားပြီးတော့အဲ့ဒီဦးလေးကြီးတွေပြောတာသွားကြည့်ပြီးကျွန်တော်ကဘလူးချက်ပြီးလောက်တော့တို့ပြောတာအရမ်းမိုက်တယ်စကားလည်းနှစ်နှစ်လေးတလုံးချင်းပြောပြီးတမားတို့ရှင်းပြတာအဲ့ခဏဘာလို့ဟာတချို့ကြက်လဲလား ss super ကိုခတ်တယ်ဘာညာဟုတ်တယ်နားလည်လို့ရတယ်ဒါခုနကဖြစ်တင်ဒါပေမဲ့အဲ့ဒါဆိုလေ ss chain ဒီတင်နှံဘာညာဒါလူမှုဒါပုံမှန်လင်းလို့ YouTuber ဖြစ်နေတယ်နော်ဟုတ်မလား YouTuber ဆိုခဏပြောလို့ဘူးက what is YouTuber ကျွန်တော်ပြောရသေးလား YouTube ကိုဖွင့်ပြီး account ဖွင့်လိုက်တာ YouTuber တန်းဖြစ်တာပဲမဟုတ်တဏ္ဍတ်ပါလေကျွန်တော်ပြောရသေးလားကျွန်တော်ပြောတာဟိုလူတယောက်9သိန်း batch တစ်ပတ်ဆိုခဏပြော10သိန်းဟိုခဏပြော10 batch ဟို10ရောက်ရောက်20ရှိခဏ3000တော့ရပါတော့ပြီးလိုက်ကောင်ဒီ9သိန်းဘယ်လိုမျိုးခက်ခဲခုလည်းကျွန်တော်ခဏခုလည်းရှိတော့မြန်မာဝင်9သိန်းဆိုတာလေမြန်မာနိုင်ငံမှာဘယ်လောက်ခက်ခဲလူတွေပဲသိလိမ့်မယ်ဗျာတကယ်ပြောတာကျွန်တော်ဟာတချို့ကြလဲအာချောင်းမှာဒီ9သိန်းထူလဲ ဘဒုမလည်းအခုချိန်မှာလှူနိုင်အောင်ကျွန်တော်တို့လှူရတယ်ကျွန်တော်ပတ်စံပူရှန်လို့လှူနေတာဖြစ်တယ်နိုင်ငံအတွက်ကအာတချို့ကြလည်းအာကျွန်တော်ဟာတော့ကိုသေးပဲဒီပတ်စံလှူလိုက်တာမလှူနဲ့ကို့အတွက်ကိုသုံး self improvement အတွက်သုံးကျွန်တော်ပြောသေးတာခုနကပြောသေးပဲအိမ်မှာ wifi ငေါက်တက်ပြီးဒီ ary ခုနကကို youtuber ဖြစ်ချင် youtube ဖြစ်နိုင်တန်တန်းနေထိုင်ကြည့်အခုနောက်ပဲမြန်မာပြည်ကလူတွေထဲမှာလည်းဒါကျွန်တော်တူတူချစ်တာပြောပြနေရှင်ပတ်စံမကြည့်မင်းဒါတော်တော်ကျွန်တော်တို့ခဏခဏတွေ့တော်တော် youtube မှာဒါကျွန်တော်ပတ်စံဘလူရှာလဲအာဘလဲကျွန်တော် cpm ဘလူတက်အောင်လုပ်မယ် rpm ဘလူတက်အောင်လုပ်မယ်ဒါတင်ပေးရလူအများကြီးရှိတယ်အဲ့ဒါလေးတွေကိုကြည့်ကျွန်တော်ပြောတာ ဒါမှမဟုတ်တော့တင်နန်းတက်မယ်ဆိုရင်ကိုတက်မဲ့တင်နန်းကဘာလို့တင်ပြီးမှလဲသိဖို့လိုတယ်ဒေါ်လာထောင်ချီရှာပြီးမဲ့တင်နန်းတော့မဖြစ်နိုင်ဘူးဟဲ့လူကြီးကျွန်တော်ဘုံဝင်လင်းပြောပြတာအဲ့တော့တခါရရင်များကျွန်တော်ကခုနကပြောဒါအလိုမျိုးကျွန်တော်မကြိုက်ဘူးဘာလို့လဲခစ်ပြက်ပြီးမှကျွန်တော်လွတ်တာပုံမကြိုက်ဘူးဒါဘုံဝင်လင်းပြောတာခုနကအဲ့ဒီပတ်စံလှူလိုက်ဆိုတဲ့စကားကကျွန်တော်ဘာလို့လဲလှူရလှူနိုင်တာမဟုတ်ဘူးတာ ကိုယ့်ကို improve လုပ်မယ်အဲ့ငါးသိငါးက invest ပြန်လုပ် invest ပြန်လုပ်တော့အဲ့ငါးသိငါးဒီငါးသိငါးကဘယ်လို invest ပြန်လုပ်မလဲ YouTube လို့ပို့တော့ငါကတော့ဘယ်လိုကင်မရာလေးကောင်းကောင်းတလုံးခုနကဘယ်လိုပဲဒါဘာလေးဝယ်မလဲခုနကဘယ်လိုပဲအဲဖုန်းကောင်းကောင်းလေးတယ်ခုနကဘယ်လိုဖုန်းကငါးသိနဲ့ဖုန်းလေးငါဝယ်ပြီးတော့ဒီဖုန်းနဲ့ငါလုပ်မလားခင်ဗျအဲ့ငါးသိလိုတဲ့နေရာမှာတုံးလိုက်ကိုယ့်ကို improve လုပ်မယ့်နေရာမှာတုံးပလိုက်ကျွန်တော်ပြောသေးလားအဲ့တော့ကျွန်တော်အနေနဲ့ဘလူးဒါဆက်ချက်ချက်ပြောကျွန်တော်လည်း influencer လို့ကိုယ်ကိုဘယ်တော့မှခိုင်မှာမဟုတ်ဘူးကျွန်တော် YouTuber လို့လည်းကျွန်တော်ဒီ professional မဟုတ်ဘူးကျွန်တော်10កောက်ပြီ10កောက်ခင်ဗျားတို့အခောက်တရားပဲအခောက်တရားကျွန်တော်ပြောကျွန်တော် professional ဘယ်တော့မှမဟုတ်ဘူး ကျွန်တော်ကံကောင်းလာတဲ့လူတယောက်ပဲဒါပဲကျွန်တော်ပြောချင်တာကျွန်တော်မမေရအခုချိန်ကျွန်တော်မမေရမိုင်တက်မှာကျွန်တော် audition ဝင်တာမှတ်မိသေးတယ်မိုင်တက်မိုင်တက်မှာကျွန်တော် JBL အဲ speaker လေးကိုအခုချိန်နေတော့နောက်မှရှိတယ် JBL speaker လေးကိုကိုင်ကျွန်တော်ဥမာ interview ပါကျွန်တော်ပြောပြီးတော့အဲကံကောင်းသွားတယ်အခုချိန်ဒီလဲကံကောင်းတဲ့လူပဲယူဆတော့မယ်အဲ့တော့ဟိုတမွေးဝမ်းကြောင်းလူအနေနဲ့ဓာကြီးကိုလုံမယ်ဆိုရင်ဓာကြီးကိုလုံနိုင်စွမ်းရှိတဲ့ဥစ္စာကိုကိုယ့်အကူသွားကျွန်တော်အမြဲတမ်းပြောသူပဲဓာကိုလုံမယ်လို့ကျွန်တော်အမြဲတမ်း backup plan ထား backup plan ထားဘာလို့ ခမကျွန်တော်ခဏခဏလေးကျွန်တော်လည်းသိတာအမှအခုချိန်မှာကျွန်တော်ပုံမှန်လေးပဲကျွန်တော်တို့ရှိမှကျွန်တော်ဒါပုံမှန်လေးဒေါ်လာတစ်ထောင်ကျော်ရနေတယ်ရှေ့900ကျော်မှတ်မယ်ကမ္ဘာဖလားဒေါ်လာ2000လောက်နေနေရခဲ့တယ် Facebook page ကြီးကနေရောဘုတ်ဆိုပြီးဒေါ်လာတွေမရတော့ဘူးဒေါ်လာ200တော့မရတော့ဘူးဆိုပြီးဖြတ်သွားတယ် How am I going to survive that ကျွန်တော် brother ဘောလာအဲ့တော့ဂျင်းတွေကိုအရမ်းမယုံနဲ့ဘောတော့ခုနကပြောလို့ဟာသူများတွေပြောလို့ဟာချွတ်ချာဟာဒီ9000မလှူလဲမလှူနဲ့ကို့မှာပူရှယ်မှလှူတာမြတ်တာ ရှင်းရှင်းလေးကိုယ်မှမပူရှံမင်းနဲ့ကိုယ့်အကူတော်မလောက်မငါပဲလှူရင်လှူစားရတယ်လည်းမမြတ်ဘူးခမရလည်းမမြတ်ဘူးဘာလို့မလဲအဲ့တော့ခုနကအဲ့ဒီပတ်စံလှူမနေနဲ့ကိုယ့်အကူ improvement လုပ်ခုနကပေါ့နောက်ဆုံး youtuber ဖြစ်နေ influencer ဖြစ်နေဆိုရင်သူများရဲ့ influence က youtube မှာဒါ free အများကြီးရှိတယ်တကယ်တော်ရဲ့လူတွေ influence ဘယ်လို fashion ဆိုလဲ fashion ဘယ်လိုလဲကျွန်တော်တို့ဒါ fashion ဆိုကျွန်တော်အရင်ကြိုက်တယ်ကျွန်တော်တို့ဒါဟိုလူမဲပေါ့နော်လူမဲတယောက်ရှိတယ်သူဘာဘွတ်ဘွတ်အရင်မိုက်တယ်ဗျ enemy တွေကသူအင်ဂျီဘွတ်ပြရဲဆိုအရင်မိုက်အဲ့လိုမျိုးကျွန်တော်ကြည့်လို့ရအများကြီးခုနကပေါ့လို့ပဲ inspiration ဆိုတာအများကြီးယူလို့ရတယ်ဟုတ်တယ်မလားခုနကပေါ့ဒါကြီးက အကြီးပြားသေးတာကျွန်တော်ပြောတာလုံးလို့ရတယ်ခမားကဘာလို့ resume ရှိမှာဟာကျွန်တော်ခမားကျွန်တော်ဆိုတဲ့တာကြီးဘာဘာမှ experience ရှိတာမဟုတ်နဲ့ကျွန်တော်ဒီလုံးမလုပ်ခဲ့ကျွန်တော် လုပ်တာကျွန်တော်မားကွန်းရလာလေအမေကြီးကတော့လူတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့စကားပြောတာလေးတခုကောင်းတာတော့ကျွန်တော်နေရှိကောင်းရှိတယ်ဒါပေမဲ့အဲ့ဒါလို့ကျွန်တော်မမှမရှိကျွန်တော်ကင်မရာရှိလဲပြောတော့အခုချိန်ကြီးလေလူချင်းမှာကင်မရာရမှာရှတ်တုံးမယ်တမွေလင်းမယ်ကိုမင်းထွန်းဆိုတော့ခုလက်ရှိမှာမှန်မှန်ဘာလို့သူမှဒါသိနေကြီးဘုလားရှိမှာ half a million follower ရှိတဲ့ page ရှိတယ်အခုချိန်သူလူရှိထွက်တဲ့ဗီဒီယိုမရရဲသေးဘူးပြောနေတာသိလားကျွန်တော်ပြောအဲ့တော့ဟို ကျွန်တော်ကဒီညပြောချင်တာဂျင်းထဲမခံနဲ့အဲ့ဒီပုဆန်ကိုကိုကကိုအင်ပရူဖီအောင်တုံးလိုက်ဒါမှမဟုတ်ကတော့ပြောလို့ပဲကိုကကိုဝဟလင်းစားလိုက်ကျွန်တော်ပြောသေးလားဟို9သိန်း10သိန်းဆိုတဲ့ပုဆန်မျိုးတချို့ဆိုဒါကကတော့ဆရာကြီးတွေဆိုသိန်း30ပေးပြီးတော့ဒါကိုကကို influencer ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုပြီးတက်နေတဲ့တန်းဆီတွေမင်းကကျွန်တော်အတိအကျတော့ငါပြောသေးတယ်ကျွန်တော်လည်းနားလေရတော့ခတ်တယ်ဗျဒါကကျွန်တော်မပြောဘောသခုနကပေါ့ကို့ဘူးမှာမရမ်းမကွနာပေါ့အမြင်မတော်တာကကျွန်တော်အောက်ချီရလူတန်းစားလူစားရလူကျွန်တော်အမြင်မတူဘူး ီလာကျွန်တော်ဟိုလိုကမကျွန်တော်ပြဒေါ်လာထောင်ကြီးဝေးအောင်နော်ဘာလို့လဲဆိုတော့ cost ကဒါဘတ်တထောင်နဲ့တက်လို့ရတယ်တသိန်းခွဲပေါ့နော်တက်တက်လို့ရဆိုတော့အဲ့တထောင်မပါသင်ပေးမှာတော့ကျွန်တော်ဘယ်ဒီလားတိုင်းပြဟိုကောင်းမွန်တဲ့ leader နဲ့လုပ်လို့ရငါ YouTuber ဖြစ်နေ YouTube ကျွန်တော်တို့ YouTuber ဖြစ်လာတဲ့ step ကိုခင်ဗျားတို့ဘယ်လိုသင်ပေးမှာဆိုတော့ဥစားကိုဒါမျိုးလက်ခံလို့ရတယ်အဲ့မှာဒေါ်လာထောင်ကြီးဝင်တဲ့လုပ်ငန်းကြီးကိုခင်ဗျားတို့ဘယ်လိုရအောင်လုပ်မှာဆိုတော့ဆိုကြီးက ကျွန်တော်လေးကျွန်တော်ဘောကမှလေဘန်ဘိုဟမ်ပြောတဲ့စကားလုံးအိမ်ဟန်သဘောကြတယ်ဘန်ဘိုဟမ်ဆိုတော့ကျွန်တော်ဒါတိရလူတွေသိလိမ့်မယ်ဒါကျွန်တော်တို့တချင်းတွေ parody ပြန်ဆိုတဲ့ပဲ Taylor Swift ကအိမ်မက်နောက်လိုက်ခိုင်းတာကတဲ့ဟိုထီထိုးခိုင်းတာတူပဲခင်ဗျာကျွန်တော်တို့ကျွန်တော်ထီပေါက်သွားခင်ဗျာကျွန်တော်နေ့တိုင်းထီထိုးခိုင်းတာပြောလို့မရဘူးလေသိလားခင်ဗျာပေါက်ချင်မှပေါက်မှာဘောလုံးလည်းပြောတယ်သဘောပေါက်လားကျွန်တော်ပြောတာကျွန်တော်လက်ရှိမှာကျွန်တော်တို့ဒီလက်ရှိမှာကျွန်တော်ကထီပေါက်သွားတဲ့လူတွေကဟာခင်ဗျာကျွန်တော်လိုအောင်မြင်ရင်ထီထိုးသွားပြောရင်စောက်ပေါ်ဖြစ်သွားမှာပေါ့ကျွန်တော်ပြောသဘောပေါက်လားအဲ့တော့ ဲ့ဒီ sense ကိုပြောချင်တာဗျ band one ဘောကကျွန်တော်ခုချိန်နားရဆိုတော့ Taylor Swift ကတည်းက follow your dream ဆိုတော့ Taylor Swift လို့လူမျိုး yes of course she is white ကျွန်တော်တို့ Asian တယောက်အနေနဲ့ကျွန်တော် Taylor Swift ဆိုဖြစ်ဖို့ဘယ်လောက်ထိ percentage ဖြစ်လဲဆိုတော့အကုန်သိပြီးသားအိမ်မက်ကိုဒါကြောင့်စွန့်လွတ်ဆရာမလို့ဒါပေမဲ့အိမ်မက်ကိုနောက်ကဖြစ်နိုင်တဲ့ဥစ္စာနဲ့ support ကျွန်တော်အခုကျွန်တော်ဆိုအခုချိန်ထိဒီ video လေးလုပ်နေအောင်ကျွန်တော်မှဒါ channel လုပ်ပြီးအများကြီးရှိတယ်ဒီ video ကိုကျွန်တော်တကအခုချိန်ထိအပြော်ပဲ professional လည်းဘယ်တော့မှဖြစ်လာအောင် professional လည်းဘယ်တော့မှဖြစ်မှာလည်းမဟုတ်ဘူးကျွန်တော်မှအခုချိန်မမှန်ကျွေးနေတဲ့လောက်ကနှစ်ခုသုံးခုနောက်မှရှိပြီးသား follow your dreams always ကျွန်တော်အများနဲ့လူတွေကအိမ်မက်ကိုဘယ်တော့မှရှုံးမပေးကျွန်တော်အဲ့ဒါလက်ခံတယ်အိမ်မက်ကိုတော့ဘယ်တော့မှရှုံးမပေးနဲ့ဒါပေမဲ့အိမ်မက်နောက်မှာ for that option နောက်ကိုပြန်လဲကြရင်အုတ်ဆက်မပွင့်အောင်ကုရဘောလို့ပဲကိုတက်နိုင်တက်နိုင်တော့မှုရပဲဖြစ်ဖြစ်ကျွန်တော်ဒါ sofa ပြတကူခံထားလို့ရတယ်အေးအဲ့ဒီခံထားတဲ့ဥစားကိုထမင်းစားလက်မှတ်ကျွန်တော်အများနဲ့ဟာတချို့ကြဒါဟုတ်နာဘောလဲတကူလုံးမယ်ဆိုတာကြောင့်ကျွန်တော်ကဟုတ်နာအများနဲ့ထမင်းစားလက်မှတ်တကူအများနဲ့ယူစားစီခြင်းတယ် ခင်ဗျားတို့ကျွန်တော်စိတ်ရင်းနဲ့ပြောပြအဲ့တော့ဂျင်းတွေကိုရှောင်ရှားကြပါအခုချိန်မှာပတ်စံရှာတအားခက်ခဲပါတယ်ကိုယ့်ရဲ့ပတ်စံသူများကိုမပေးပါနဲ့ဒါကျွန်တော်ပုံပုံလင်းလင်းပြောတာပါဘာလို့မှမင်းနဲ့ပတ်စံခင်ဗျားကိုအဲ့လိုပေါ်တင်ပလိပလိကြောင်းနောင်းလာလို့ရင်ဆက်လွတ်ပါအပြည့်ရွှေရှဲလေးတော့ပဲဘလုံးမရကိုကြည့်ရှုနေဆိုရင်တော့ YouTube Media 3.0နဲ့ TV4 ကြီးတို့မှာဂျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်း clip မမိကြပါနဲ့။မြန်မာ clip မှမမြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြည့်တော့မှာအကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တောင်းကုန်ပြီပါဗျ။ဒီဖော်ပါ။